Please come away. အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုလေးမှာမျှဝေပေးချင်တာကတော့ဒီ auto fail ပေါ့နော်ဒီအလုံးလုံးပုံတွေရဲ့မျှဝေပေးချင်ပါတယ်ကဲဒါဆိုလို့ရှိရင်ဒီမှာဟိုအားလုံးပဲ sheet အသစ်ယူလိုက်ကြမယ်ပေါ့နော် sheet အသစ်ယူပြီးတော့ဒီမှာ auto fail လေးအကြောင်းတစ်ချက်မျှဝေချင်တာကဥပမာကျမတို့တွေကအာ 1 2ပေါ့เนาะပထမ1 2 1တစ်ခွက်ရိုက်မယ်2တစ်ခွက်ရိုက်မယ်နှစ်ခွက်အလုံးပဲလိုက်ပြီးတော့လုပ်ပေးပါဆို1 2ရိုက်ပြီးတဲ့အခါကျရင်တဲ့ဒီမှာ1နဲ့2ဒီနှစ်ခွက်ကိုဒီလိုဆက်လက်မှတ်လိုက်ပါနံပါတ်1 1နဲ့2ကိုရိုက်ရိုက်ပြီးရင်ဒီလိုဆက်လက်မှတ်လိုက်ပါခဏစောင့်ပါမယ် ဒီလိုဆက်လက်မှတ်လိုက်ပြီးတဲ့အခါကျရင်ဒီမှာလေမြားနေသားကိုကြည့်လိုက်မြားနေသားကဒီလိုမြားအပေါင်းတင်ဂီတာဒီလိုလည်းမဟုတ်ဘူး။အော်မြားအမဲဒီလိုလည်းမဟုတ်ဘူး။ဒီအောက်ချိန်ညာပဲတောင်အမဲလေးပေါ့။ဒီလိုအဲ့ဒါအော်တိုဖေးလို့ခေါ်တယ်။ဆော့မောက်ကိုနှိပ်ပြီးတော့အောက်ဖက်ကိုလိုးတလောက်ဆွဲပါ။ဆော့လိုးတလောက်ဆွဲပါဆိုဒီလိုဆွဲလိုက်တဲ့အခါကျရင်ဘာထူးခြားလဲတွေ့တာ။ဆော့ဒီကအော်တိုအင်ခရိစ်ပေါ့နော်။1နေအော်တိုတိုးသွားတာတွေ့ရမယ်။ဘာကြောင့်မို့1အော်တိုတိုးသွားတာလဲဆိုတဲ့အခါကျတော့သူက စမတ်က1ပြီးတော့1ပြီးရင်2ဖြစ်ချင်ပါတယ်လို့သူ့ကိုပြောလိုက်တာဒါဆိုစဉ်းစားကြအောင်1နဲ့2နဲ့ဘယ်လောက်ခြားနာလဲဆိုတော့1ခြားနာတယ်1กว่าတယ်ပေါ့ဆိုအဲ့ဒါဖြစ်တဲ့အတွက်သူ့ကိုစမတ်ရဲ့ဘယ်လောက်တိုးပါမယ်လို့ပြောလိုက်ပြီးတဲ့အခါမှာအောက်ကိုဆွဲချလိုက်တဲ့အခါကျရင်1ပြီးရင်2 2ပြီးရင်3ပေါ့ auto 1နေတိုးသွားတာကိုတွေ့ရပါလိမ့်မယ်ဆိုရင်ကိုကဥပမာဒီဇရာွက်တွေရိုက်တဲ့အခါကျရင်ဒီလိုမျိုးပေါ့နော်အစင်လိုက်ဖြစ်နေတဲ့ခဏမျိုးတာတွေ့ခဲ့မယ်ဆိုရင်အဲတခုချင်းစီရိုက်เสียရမလို့ပါဘူးလို့အဲ့ဒါကအဲဒီ auto တိုဖေးအော်တိုပါလာအော်တိုဖေးလေးကိုသုံးပြီးတော့မှအလွယ်တကူအဲဒီလိုတိုးသွားလို့ရပါတယ်လို့အဲလေးကိုမျှဝေပေးချင်တာဖြစ်တယ်။ဒါဆိုလို့ရှိရင်ပြောစရာရှိရယ်။ Okay ဒါဆိုလို့ရှိရင်တက်တဲ့နံပါတ်ကနေစလို့ရတယ်။ဥပမာကျွန်မက maybe အာ20ရက်နေစမယ်ဆိုပါဆိုတိုက်တာနဲ့စလို့ရတယ်20ပြီးရင်ဘယ်လောက်ဖြစ်ချင်တာလဲโอเคအာ9ခုစီတိုးချင်တယ်ပဲထားပါတော့ကြည့်ဒါဆိုလို့ရှိရင်20ပြီးရင်25ဖြစ်ချင်ပါတယ်20နဲ့စမယ်20ပြီး25ဆိုတာ auto fight increase ဖြစ်လိမ့်မယ်အဲတခုတော့ရှိတယ်အဲဆက်လက်မှတ်တာတကွက်သေးတာဖြစ်ခဲ့မယ်ဆိုအဲ25ကိုပဲဆက်လက်မှတ်25ပဲထုတ်ခဲ့မှာနော်အဲဆရာမ auto လည်းမတိုးဘူးလို့မပြောနဲ့နော်အဲသတိထားပါဆိုဟိုနှစ်ကွက်ရိုက်ရမယ်အပြင်းကြီးလို့မဖြစ်ဘူးနောက်အဲ့နှစ်ကွက်လုံး ်းကိုဆက်လက်မှတ်ရမယ်အဲ့ဒီထားအဲပြောပြောချင်တာကအဲတောင်းသားတွေကဒီမှာတို့ blank ပေါ့နော် blank ကြီးကိုဆွဲရင် blank ပဲထွက်ပါတယ်အဲဟုတ်ပြီနော်အဲ့ဒီထားပေးနှစ်ကွက်ဆွဲမယ် mouse ကိုနှိပ်ပြီးအောက်ကိုဆွဲလိုက်တဲ့အခါမှာ auto fight increase ဖြစ်သွားတာတွေ့ရပါမယ် so solo ra ကစကျင်တဲ့စမှတ်ကနေစမယ်အဲ tip ပဲ increase နဲ့ပဲ increase အလုံးမကြိုက်တလောက်ရတယ်ကိုကနဲ့ကိုကိုနှစ်အမှတ်နှစ်ခုတော့ပြောပေးရမယ်ပေါ့နော်အဲနောက်တစ်ခုကတရားနေရ ါလည်းရတာပဲ100နဲ့200ဆိုလို့ရှိရင်100စီတိုးသွားမှာဖြစ်ပါတယ်။ဒါဆိုမေးစရာရှိတာကအတိုးပဲလားအယော်လည်းမရဘူးလားရတယ်အယော်လည်းရတယ်စကေတကြီးရ အဲဒီခါ90အဲဆိုစဉ်းစားကြည့်လိုက်အဲဒီမှာဆိုရင်ဟို30 decrease ဖြစ်သွားတယ်30ယော့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 သွားတာတွေ့ရပါမယ်ယော့ပြီးတော့ဒီမှာဒီ0 0ပြီးရင်နောက်ထပ်30ထပ်ယော့ရင် minus 10ဒီမှာတိုက်လောက်ဆွဲလို့ရတယ်နော် off ကိုဆိုတော့အဲဒီမှာ0နဲ့ဒီမှာ minus 10လေးကိုပဲဆွဲတော့ minus 10ပဲဖြစ်သွားတာဖြစ်ပါတယ်နှစ်ကွက်လေးဆွဲပြပါမယ်အဲဒီလိုဖြစ်ရမှာသဘောပေါက်လားဥမာ30 minus 10ကိုပဲဆိုတော့ minus 10ပဲဖြစ်သွားတာတခွက်လွတ်သွားလို့ပါ ်ဟုတ်ပြီနော်ကြည့်ရဆိုလို့ရှိရင်ဒီ serial number တွေနဲ့ပတ်သက်ပြီးတော့မှနှစ်ကွက်ရရမယ်တို့ဘယ်ကနေစမှာလဲဘယ်လောက်တိုးမှလဲရောမှလဲအဲ့ဒီနှစ်ခုပြောပြီးတော့မှ auto ဆွဲလို့ရတယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်တိုးရင်လည်းရတယ်ရော့ရင်လည်းရတယ်နောက်တစ်ခုက P R O D U C T product 1 ပေါ့နော် product 1 okay ဆွဲကြည့်ကြမယ်ပေါ့စမ်းတက်ကြည့်တာပေါ့ product 1ဆွဲလိုက်ရင်ဘာဖြစ်လဲဟောကြည့်လိုက် product 1ကိုဆွဲလိုက်တဲ့အခါ तू ကနှစ်ခုရိုက်เสียရတော့မလို့ product 1လို့ပြောလိုက်တာ ਨੇ ဒီမှာ outfit ကိုတစ်ခွက်သေးကိုပဲ auto ဆွဲလို့ရတယ်ဟုတ်ပြီနော်ဒါဆိုရင် spacebar ချခဲ့ရင်ပေါ့စမ်းကြည့်တယ်ဒီဟာကို DUCB product spacebar 1ဆိုတော့ဒါလေးကိုလည်းဆွဲကြည့်မယ် အဲသူလည်းတိုးတယ်ဒါဆိုလို့ရှိရင်ဒီလိုမျိုး serial number လေးတွေဖြစ်နေခဲ့မယ်ဆိုရင်တကွက်ကိုရိုက်ပြရနဲ့ auto တိုးတယ်အဲဒါဆိုရင်အဲအရှိမထားရင်ရောတိုးသလားစမ်းကြည့်ကြအောင် D U C D อืมအနောက်မှာထားရတယ်တိုးတယ်အဲအရှိမထားရင်များတိုးသလားအဲဘယ်နော် okay okay ပါဒါရှေ့မှာထိုင်လည်းရတယ်နောက်မှာထိုင်လည်းရပါတယ်ဒါတွေဒီအော်တိုပါကိုကဒီနီလန်းကိုတိကျရင်လူတက်တာတာပေါ့မတိကျရင်ရိုက်ပေးတော့ပဲဒါတွေဟုတ်ပြီနော်အဲဒီတစ်ချက် နောက်တစ်ခုကဒါဆိုဒီ product နေရာမှာကြိုက်တာစာထုတ်လို့ရတယ်ကြိုက်တော့ဟိုစကလုံးစာထုတ်လို့ရတယ် student 1 2 3ဒါလည်းဖြစ်တာပဲပေးရမယ်ဆိုရတယ်เนาะနောက်တစ်ချက်က okay uh sunday အဲ အမှန်တကယ်တော့ Sunday ကိုဆိုလိုတာဖြစ်ပါတယ် Sunday ရဲ့တိုးခေါက်ပေါ့နော်ဆိုတော့ဒီမှာကဒီလိုတပတ်သေးပဲရိုက်ပြီးအောက်ကိုဆွဲလိုက်ရင် Sunday ပြီးရင် Monday Tuesday Wednesday Saturday Sunday ပြီးသူဒီရက်ပေါင်း9ရက်ပဲရှိရဖြစ်တဲ့အတွက် Sunday ပြီးရင် Monday ပြန်လာပါတယ်လို့ဆိုတော့ကိုကအတိုးခေါက်ရေးရင်သူကအတိုးခေါက်ပဲထွက်တယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်အဲဒီခါနှုန်းကြိုက်တဲ့အကြပြတ်စကြည့်မယ်လေ D N E S D A Y ဆိုတော့ဒါလေးတစ်ချက်စမ်းကြည့်အောင် mouse ကိုနှိပ် auto fade နဲ့ဆွဲကြည့်လိုက်အဲကိုကအခြေကောက်ရေးထားခဲ့ရင်အခြေကောက်ထွက်ပါတယ်လို့ဟုတ်ပြီနော်ညာဘက်ကိုသွားမယ်စမ်းကြည့်ကြအောင်ဆိုဆိုရင်ဒါကအတိုကောက်လည်းရတယ်အခြေကောက်လည်းရတယ်ဒီလို date တွေထွက်ခတ်မယ် date တွေထွက်ခတ်မယ်ဆိုလို့ရှိရင် auto ရပါတယ်နောက်လတွေစမ်းကြည့်ကြရအောင်အတိုကောက် jan အဲ jan ဆိုရင် level သူဒီအတိုကောက်ဆိုရင် january to december ဟုတ်တွေ့လား december ဒီ auto ဆက်ဆွဲကြည့်ကြအောင် ။အော်ဒီဇင်ဘာပြီကျွန်တော် Wi-Fi ဖိုင်တိုက်တဲ့လောက်ဆွဲလို့ရတယ်ဟုတ်ပြီနော်။ဒါလေးတွေလွတ်တွေ့လိုက်ပြီးတော့မှလုပ်ကြည့်ပါ။အဲတခုတော့ရှိရ spelling မရရင်တော့မရဘူးနော်။ဆိုတော့ okay ဂျားပြက်ပြီးလုပ်ကြည့်အောင်မေရပြီနော်ဒါဆိုလို့ရှိရင်အခြေကောက်ထွက်လာပါလိမ့်မယ်ဆိုတော့2020 2020 2020ဆိုရင်2020ပဲထုတ်ခဲ့ပါတယ်2021အင်းဟုတ်ပြီနော်အဲ့ဒါမှဒါကတော့ဆိုရင်ဒီမှာက day တွေရဲ့အော် January ဒီမှာလတွေရဲ့အတူကောက်အရှိကောက်အော်တိုဆွဲလို့ရပါတယ်ဒါလေးတစ်ချက်ပြောချင်တာဖြစ်ပါတယ်မျှဝေပေးချင်တာပါဆိုတော့ we want อืมဒါလေးရတယ်โอเคကဲဟုတ်ပြီ ဒါဆိုလို့ရှိရင်ဒီအော်တိုလေးတွေနဲ့ပတ်သက်ပြီးတော့မှစိတ်တိုင်းကြားကွန်းကိုဖန်တီးကြည့်ပါပေါ့နော်အဓိကပြောချင်တာဒီလိုမျိုး serial number တွေစရိုက်ဆရာမလုပ်ပါဘူးအော်တိုတိုးပါတယ်ဒီလိုမှ map လတွေတွေ့ခဲ့မယ်ဒေးတွေတွေ့ခဲ့မယ်ဆိုလို့ရှိရင်ရိုက်မထက်နဲ့ဆွဲလို့ရတယ် auto fade ဟုတ်ပြီနော်အဲဆိုရင်ဒါက auto fade ခံတာပြီးပါပြီ Let's go to some soul and the fun begins calling adventure